ဒီအကြောင်းရင်းတွေကြောင့်2025ခုနှစ်အတွက်ငြိမ်းချမ်းနိုဘယ်ဆုကိုချီးမြှင့်ခံရရတဲ့အမျိုးသမီးပရိသတ်များလုံးဝမင်္ဂလာပါဘာမှ H3 Channel ကနေကြိုဆိုပါရစေ2025ခုနှစ်အောက်တိုဘာ10ရက်နေ့မှာနော်ဝေနိုဘယ်ကော်မတီကဗင်နီဆိုလာရဲ့အတိုက်ခံကောင်းဆောင်မာရီယာကိုရီနာမာချာဒိုကိုငြိမ်းချမ်းနိုဘယ်ဆုချီးမြှင့်ခဲ့ပါတယ်ဒီဆုကသူမရဲ့အာဏာရှင်စနစ်ကိုစန့်ကျင်ပြီးဗင်နီဆိုလာမှာဒီမိုကရေစီအခွင့်အရေးတွေကိုမြင့်တင်ဖို့နှစ်ပေါင်း20ကျော်မဆုံးမနစ်ကြိုးပမ်းခဲ့မှုအတွက်ချီးမြှင့်ခဲ့တာပါ သူမရဲ့ဆောင်ပေါ့မဲပုံးတွေကိုခြေတံတွေထက်ဦးစားပေးဆိုတာကသူမရဲ့ငញ្ញန်းနဲ့ဒေါ်ရိုင်းရင်းနှီးလန်းကိုပြသားစွာဖော်ပြပါတယ်။မာချာတို့ရဲ့မိဘတွေကစီးပွားရေးမှာအောင်မြင်ခဲ့တဲ့မိသားစုကဆင်းသက်လာပြီးမာချာတို့ကကာရာကတ်စ်ပြည်မှာရှိတဲ့ဂျူလီယာနီကိုလတ်စ်မာချီယာတက္ကသိုလ်မှာစမှုဘေဒဘွဲ့ရရှိခဲ့ပါတယ်။နောက်ပိုင်းမှာသူမကအမေရိကန်ပြည်ထောင်စုမှာရှိတဲ့ယေးလ်တက္ကသိုလ်မှာစီးပွားရေးစီမံခန့်ခွဲမှု MBA ပညာဆက်လက်သင်ယူခဲ့ပါတယ်။ဒီလိုပညာရေးနောက်ခံကသူမကိုစီးပွားရေးနဲ့စီမံခန့်ခွဲမှုမှာထိုးချွန်တဲ့ပုံကိုယ်တူဖြစ်လာစေခဲ့ပါတယ် ဒါပေမဲ့သူမရဲ့ဘဝကစီးပွားရေးနယ်ပယ်မှာအောင်မြင်အောင်မဟုတ်ခဲ့ပါဘူး1990ခုနှစ်တွင်မှာဗင်နီဇွဲလာရဲ့စီးပွားရေးကြဆင်းမှုနဲ့ဟူဂိုဂျာဖက်စ်ရဲ့အာဏာရှင်စနစ်ရဲ့ထုံးကလာမှုကိုမြင်လာရတဲ့အခါမာချာဒိုဟာနိုင်ငံရေးထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်နောက်ခုနှစ်မှာသူမကဆူမိတ်ဆိုတဲ့မဲဆန္ဒရှင်စောင့်ကြည့်ရဲ့အဖွဲ့အစည်းကိုပူးတွဲတည်ထောင်ခဲ့ပါတယ်။ဗင်နီဇွဲလာရဲ့နိုင်ငံရေးအခင်းကျင်းက1999ခုနှစ်မှာဟူဂိုဂျာဖက်စ်အာဏာရလာတဲ့အခါကစလို့အာဏာရှင်စနစ်ရဲ့လက်အောက်မှာကြာရောက်ခဲ့ပါတယ်။ ဂျာဗက်စ်ရဲ့ Bolivian Dollar ရင်းကစရဲသားတွေကိုမြင့်တင်ဖို့ကတိပေးခဲ့ပေမဲ့နောက်ပိုင်းမှာစီးပွားရေးပြိုလဲမှုအကျဉ်းပြတ်ခြားစားမှုနဲ့နိုင်ငံရေးဖိနှိပ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။နောက်ဆက်တော့မှာဂျာဗက်စ်တည်ဆုံးပြီးတဲ့နောက် Nicolas Maduro ကအာဏာဆက်လက်ရယူခဲ့ပြီးအာဏာရှင်စနစ်ကိုပုံမတင်းကျပ်လာစေခဲ့ပါတယ်။ဒီလိုဖိနှိပ်မှုတွေကြောင့်မှာချာရူက Venezuela ရဲ့အတိုက်ခံအင်အားစုတွေကိုစီလုံးစေတဲ့အဓိကပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ပါတယ်။သူမက2012ခုနှစ်မှာ Van Venezuela ဆိုတဲ့နိုင်ငံရေးပါတီကိုတည်ထောင်ခဲ့ပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတွေတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူတွေရဲ့အခွင့်အရေးတွေကိုမြင့်တင်ဖို့ရှိမှန်းခဲ့ပါတယ်။ဒါပေမဲ့ဒီမားရဲ့လှုပ်ရှားမှုတွေကအာဏာရှင်အစိုးရရဲ့ပြင်းမှတ်ဖြစ်လာခဲ့ပါတယ်။မာဂျာတို့ဟာနိုင်ငံတော်ပုံခံမှုဆွဲချက်တွေနိုင်ငံခြားထွက်ခွာခွင့်ပိတ်ပင်မှုတွေအမျိုးသားလွတ်တော်အမတ်နေရာကနေထုတ်ပယ်ခံရမှုတွေနဲ့စီယုံလုံးစုံမှုတွေမှာကိုတိလက်ရောက်တိုက်ခိုက်ခံရမှုတွေအပါအဝင်ဖိနှိပ်မှုမျိုးစုံကိုရှင်ဆိုင်ခဲ့ရပါတယ်။နောက်ဆက်လေးခုနဲ့မှာဒူမာကိုနိုင်ငံတော်ပုံကံမှုစွဲချက်နဲ့ဖမ်းဆီးခဲ့ပြီးနိုင်ငံခြားထွက်ခွာခွင့်ပိတ်ပင်ခံခဲ့ရပါတယ် ဒါပေမဲ့ဒီလိုဖိနှိပ်မှုတွေကသူမကိုရက်တက်မသွားစေခဲ့ပါဘူး။သူမကပြည်သူတွေကိုစီးအောင်လုံးဆော်ပြီးအာဏာရှင်စနစ်ကိုငြိမ်းချမ်းတဲ့နီလန်းနဲ့ဆက်လက်တိုက်ပြတ်ခဲ့ပါရီ။နောက်နောက်ခုနှစ်မှာမာချာဒိုဟာစိုးမိတ်အဖွဲ့ကိုပိုးထွက်တီထောင်ခဲ့ပြီးဗင်နီဇွဲလာရဲ့ရွေးကောက်ပွဲတွေမှာတရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုကိုမြင့်တင်မှုကြိုးပမ်းခဲ့ပါရီ။စိုးမိတ်ကမဲဆန္ဒရှင်တွေကိုပညာပေးရေးရွေးကောက်ပွဲစောင့်ကြည့်ရေးနဲ့အစိုးရရဲ့မဲခုံးမှုတွေကိုဖော်ထုတ်ရေးမှာအဓိကအခန်းကဏ္ဍကနေထမ်းဆောင်ခဲ့ပါရီ။ ၂၀၀၄ခုနှစ်မှာ Jarvis ကိုရာထူးကဖယ်ရှားဖို့ပြည်သူစံနာခံယူပွဲမှာစိုးမိတ်ကအဓိကအခန်းကဏ္ဍကနေထမ်းဆောင်ခဲ့ပြီးမဲပေးမှုတွေရဲ့မမှန်ကန်မှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ဒီလိုလှုံ့ဆော်မှုတွေကြောင့်မာချာတို့ကအစိုးရရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပြီးနိုင်ငံတော်ပုံကံမှုဆွဲတဲ့အရောင်း၅ခုနှစ်မှာတရားစွဲဆိုခံရပါတယ်။ဒါပေမဲ့ဒီလိုဖိနှိပ်မှုတွေကသူမရဲ့စိတ်ဓာတ်ကိုမလျှော့ချခဲ့ပါဘူး။သူမကပြည်သူတွေကိုစီယုံပြီးလောလတ်တဲ့ရွေးကောက်ပွဲတွေရဲ့အရေးပါမှုကိုဆက်လက်ဟောပြောခဲ့ပါတယ်။ ။စုံမဲရဲ့လှုပ်ရှားမှုတွေကဗင်နီဇွဲလားရဲ့ပြည်သူတွေကိုဒီမိုကရေစီရဲ့တန်ဖိုးကိုနားလည်လာစေခဲ့ပြီးမာချာဒိုရဲ့ဦးဆောင်မှုကအတိုက်ခံအင်အားစုတွေကိုစီးလုံးညီညွတ်စေခဲ့ပါတယ်။မာချာဒိုဟာပြိုကွဲနေတဲ့အတိုက်ခံအင်အားစုတွေကိုစီးလုံးစေတဲ့အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။နောက်၃၅ခုနဲ့မှာသူမကအမျိုးသားလွတ်တော်အမတ်ဖြစ်ရွေးကောက်ခံရပြီးဒီမိုကရေစီအခွင့်အရေးတွေကိုမြင့်တင်ဖို့ပုံမအားကောင်းတဲ့အသံဖြစ်လာခဲ့ပါတယ်။2024ခုနှစ်မှာဗင်နီဇွဲလားရဲ့တမ္မတရွေးကောက်ပွဲကမာချာရိုရဲ့နိုင်ငံရေးခရီးလမ်းမှာအဓိကအချိန်ကာလတစ်ခုဖြစ်လာခဲ့ပါတယ် ဒူမာကအတိုက်ခံအင်အားစုတွေရဲ့ဘယ်မှကိုယ်စားလှယ်လောင်းဖြစ်ရွေးချယ်ခံခဲ့ရပေမဲ့မာဒူရိုဆိုရရဲ့အာဏာပိုင်တွေကဒူမာကိုဝင်ရောက်ရှင်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲမှာမာဒူရိုဆိုရကမဲရလက်တွေကိုချဲလဲခဲ့ပြီးမာဒူရိုကိုယ်တိုင်အနိုင်ရတယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတကာကစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတိုက်ခံတွေကဒီရလက်တွေကမမှန်ကန်ဘူးလို့ထောက်ပြခဲ့ပါတယ်။မာဂျာရိုဟာဒီလိုမမှန်ကန်မှုတွေကိုစန့်ကျင်ပြီးပြည်သူတွေကိုငြင်းငြင်းနဲ့ဆန္ဒပြပွဲတွေနဲ့ဆက်လက်တိုက်ပွဲဝင်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ ဒီလိုလုံဆောင်မှုတွေကြောင့်သူမကအသက်အန်ဒရယ်ချင်းချောင်းမှုတွေနဲ့အရင်ဆိုင်ခဲ့ရပြီးလက်ရှိချိန်ထိဗင်နီဇွဲလားထဲမှာပေါင်းအောင်နေထိုင်ရတဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။နောက်25ခုနဲ့အော်တိုဘာလ10ရက်နေ့မှာတော့နော်ဝေးနိုဘယ်ကော်မတီကမာချာရိုကိုငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခဲ့ပါတယ်။ကော်မတီကသူမရဲ့အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်စီတရားမျှတပြီးငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးအတွက်မဆုံးမနစ်ကြိုးပမ်းမှုကိုချီးကျူးခဲ့ကြောင်းပါ။အဆုံးလေးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။